ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဇွန်လ22ရက်နေ့2025ခုနှစ်တောက်ကြနေ့အတွက်ကမ္ဘာတဝန်းကအရေးကြီးဆုံးနဲ့စိတ်ဝင်စားဖို့ရအကောင်းဆုံးထိတ်တန့်သတင်းတွေကိုကျွန်တော်ကစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကမ္ဘာနိုင်ငံရဲ့ရှုပ်ထွေးတဲ့မြင်ကွင်းတွေကနေစတင်ပြီးတော့ကမ္ဘာစီးပွားရေးခမန်းရခတ်တဲ့အခြေအနေတွေသိပ္ပံနဲ့ဤပညာရဲ့တဟုန်တို့တိုးတက်မှုတွေလူမှုရေးနဲ့ယဉ်ကျေးမှုဆန်ရပြောင်းလဲမှုတွေအထိအရေးကြီးတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ။တရင်တခုချင်းစီရဲ့နောက်ွယ်ကအသေးပေတွေလက်ရှိတက်ရောက်မှုတွေအနာဂတ်အလားအလာတွေနဲ့ကဘာကြီးအတွက်ပေးစွမ်းနိုင်မဲ့သင်ခန်းစာတွေကိုပါအသေးစိတ်ဆွေးနွေးတင်ဆက်ပေးသွားမှာပါ။ကဘာနိုင်ငံရေးအရေးခင်းကနေစတင်ပြီးတော့ကျွန်တော်တို့ရဲ့နေစဉ်ဘဝပေါ်မှာတက်ရောက်မှုရှိတဲ့အကြောင်းအရာတွေအထိအားလုံးကိုပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ရဲ့သတင်းလေးကိုစတင်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့နိုင်ငံရေးနဲ့ပြည်ပခတွေကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ အရှိလေပိုင်းငင်းချမ်းရေးဆွေးနွေးပွဲတွေမျော်လင့်ချက်စိန်ခေါ်မှုတွေနဲ့ဒေတာတွင်တက်ရောက်မှုတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။အရှိလေပိုင်းဒေတာမှာဆယ်စုနဲ့များစွာကြာမြင့်ပြီးဖြစ်တဲ့ပဋိပက္ခတွေကိုရက်စဲဖို့အတွက်အမေရိကန်ပြည်တော်စုကကြားဝင်ဆောင်ရွက်နေတဲ့ငင်းချမ်းရေးဆွေးနွေးပွဲဟာဒီနေ့ဇွန်လ22ရက်နေ့မှာတည်တည်တသာထင်ရှားတဲ့ကနဦးတိုးတက်မှုအချို့ကိုရရှိခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေကအခိုင်အမာဖော်ပြခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲမှာပါဝင်တဲ့အဓိကနှစ်ဖက်ကိုယ်စားလှယ်တွေဟာတိစုံနဲ့အပြည့်အခက်ရယ်ဆယ်ရေး comprehensive certifier နဲ့ပေးစုခံရတဲ့ data များကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဖြန့်ဖြူးပေးအပ်ရေးတို့အတွက်ကနအူသဘောတူညီချက်တွေရရှိခဲ့တယ်လို့သိရပါတယ်။အမေရိကန်ရဲ့အထူးတန်တမန်ဟာနှစ်ဖက်စလုံးကြားကနက်ဆိုင်နဲ့တင်းမာမှုတွေကိုရှော်ရှာဖို့အတွက်မနာမနေကြိုးပမ်းခဲ့ပါတယ်။အခုရရှိခဲ့တဲ့သဘောတူညီချက်တွေဟာ data တွင်တည်ငြိမ်အေဂျင်ရဲ့အတွက်အရေးပါတဲ့ပထမဆုံးရှေ့လန်းလို့ရှုမြင်နိုင်ပါတယ်။ဒီသဘောတူညီချက်တွေထဲမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအကန့်အသတ်မရှိဖြန့်ဖြူးခွင့်ပေးမဲ့လေကြောင်းတွေကိုဖွင့်လှစ်ပြီးတော့ တစားကနေလဲလှယ်ရဲ့အတွက်မူပေါင်းချမှတ်တာနဲ့ရေချီညဉ့်ညံ့ရေးဆွေးနွေးပွဲတွေအတွက်အခြေခံအုတ်မြစ်ချမှတ်တာတွေပါဝင်တယ်လို့တန်တမန်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဒါမှလည်းနှစ်ပတ်စလုံးမှာနှဆိုင်တဲ့ယုံကြည်မှုကင်းမဲ့မှုတွေနဲ့မကြည်မနှက်မှုတွေရှိနေစေဖြစ်တာကြောင့်ညဉ့်ညံ့ရေးလမ်းကြောင်းဟာလုံးဝပြေလည်သွားပြီလို့မပြောနိုင်သေးပါဘူး။အဓိကသဘောထားကွဲလွဲနေတဲ့နေမီပိုင်းခြားသတ်မှတ်ရေးလုံခြုံရေးဆိုင်ရာအာမခံချက်တွေနဲ့ဒုက္ခသည်တွေပြန်လည်နေရချထားရေးစတဲ့ကိစ္စရပ်တွေကိုဆက်လက်ဆွေးနွေးရအောင်ပါပါ။ နိုင်ငံတကာအတိုင်းအဝန်းကလည်းဒီဆွေးနွေးပွဲတွေရဲ့အောင်မြင်မှုကိုမျှော်လင့်တကြီးနဲ့စောင့်စားနေကြပြီးတော့ဒေတာသွင်းပြည်သူတွေရဲ့ဘဝလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးတွေအတွက်စူတောင်းပေးနေကြပါတယ်။အဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာဒေတာတွင်စီးပွားရေးကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ကမ္ဘာစွမ်းအင်ဈေးကွက်အပေါ်မှာပါအပြုသဘောဆောင်တဲ့တည်ရမှုတွေရှိလာနိုင်ပါတယ်။ဥရောပသမဂ္ဂရဲ့ရုရှားအပေါ်ပိတ်ဆို့မှုအသစ်တွေနဲ့စီးပွားရေးနိုင်ငံရေးနဲ့ပထဝီနိုင်ငံရေးကရက်ရိုက်ခတ်မှုတွေအကြောင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ ယူကရိန်းပြည်ပခါနဲ့ပတ်သက်ပြီးတော့ဥရောပသမဂ္ဂ EU ဟာရုရှားအပေါ်မှာပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုအစ်တတွေကိုဒီကနေ့မှထပ်မံချမှတ်လိုက်တယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။အဲဒီပိတ်ဆို့မှုတွေဟာရုရှားရဲ့စွမ်းအင်ကဏ္ဍ၊ဗန်နာယီစင်နေကာကွယ်ရေးကဏ္ဍအဆင့်မြင့်ကဏ္ဍတွေမှာပုံမှုဖိအားပေးဖို့ရုရှားရဲ့စီးပွားရေးကိုအားနည်းစေဖို့ရည်ရွယ်တယ်လို့ဥရောပသမဂ္ဂကပြောကြားခဲ့ပါတယ်။အဲဒီပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့အတွက်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ရက်သက်တစ်ပတ်ပေါင်များစွာကြာအောင်ပြင်းပြင်းထန်ထန်နဲ့အထိတ်အနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရပါတယ်။အထူးသဖြင့်ရုရှားရဲ့တဘာဝတံငွေနဲ့ရေနံပေါ်မှာမိကိုနေရတဲ့ဥရောပနိုင်ငံအချို့ဟာဥပမာဟန်ဂေရီနဲ့ဂျာမနီရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ကန့်ကွက်မှုတွေကြောင့်သဘောတူညီမှုရရှိဖို့ခက်ခဲခဲ့ပါတယ်။နောက်ဆုံးမှာတော့အလျှော့အတင်းတွေအထူးချွင်းချက်တွေနဲ့အတူအဖွဲ့ဝင်နိုင်ငံအလုံးဒီပါရဲ့သဘောတူညီချက်ကိုရရှိခဲ့တာကြောင့်အဲ့ဒီပိတ်ဆို့မှုအစ်စ်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီပိတ်ဆို့မှုတွေထဲမှာရုရှားဘဏ်တချို့ကို SWIFT စနစ်ကနေဖယ်ထုတ်ပြီးတော့ရုရှားစွမ်းအင်ကုမ္ပဏီတွေအပေါ်မှာယင်းဒီမြုပ်နှံမှုတွေပိတ်ပင်တာနှစ်ဖက်ကုန်သွယ်မှုတွေကိုကန့်တတ်တာနဲ့ရုရှားအစိုးရပိုင်မီဒီယာတွေကိုပိတ်ပင်တာတွေအထိပေါ်ဝင်လာတယ်လို့သိရပါတယ်။ဒီပိတ်ဆို့မှုတွေကရုရှားအပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုတော့ကမ္ဘာစီးပွားရေးပညာရှင်တွေကြားမှာအကြီးအကျယ်ခံမှန်သုံးသပ်နေကြပါတယ်။ရုရှားရဲ့စီးပွားရေးကျဆင်းမှုကိုပုံမှန်အရှိန်မြင့်တင်တိုင်းမြင်ပဲလေဥရောပနိုင်ငံတွေရဲ့စွမ်းအင်ဈေးနှုန်းတည်ငြိမ်မှုငွေကြေးဖောင်းပမှုနဲ့စီးပွားရေးတိုးတက်မှုတွေအပေါ်မှာ အစိုးရအကောင့်နှစ်ခုစလုံးကတက်ရောက်မှုတွေရှိလာနိုင်တယ်လို့စီးပွားရေးပညာရှင်တွေဟာသုံးသပ်နေကြပါတယ်။ဥပမာအနေနဲ့ဥရောပမှာဆောင်းရာသီအတွက်စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းဖို့အတွက်စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ယူကရိန်းပြည်ပခတ်ဟာကမ္ဘာနိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးအပေါ်မှာဆက်လက်ပြီးတော့တည်တာထင်ရှားတဲ့ဂရက်ရက်ခတ်မှုတွေကိုရှိနေအောင်မှာဖြစ်ပြီးတော့ကမ္ဘာနိုင်ငံများအကြားမှာပထဝီနိုင်ငံရေးအရပုံမတင်မှမှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့စီးပွားရေးနဲ့ ကမ္ဘာစီးပွားရေးပြန်လည်ဥမော့လာမှုနဲ့ရောင်ကြီးနဲ့အစိန်ခေါ်မှုတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ကမ္ဘာစီးပွားရေးပြန်လည်ဥမော့လာမယ့်အခမ်းအနချက်တွေနဲ့မတိကျမှုတွေကတော့နိုင်ငံတကာရန်ကုန်ငွေအဖွဲ့ IMF နဲ့ကမ္ဘာဘဏ်တို့ဟာ2025ခုနှစ်အတွက်ကမ္ဘာစီးပွားရေးတိုးတက်မှုခန့်မှန်းချက်တွေကိုဒီကနေ့မှပြင်ဆင်ခဲ့ပြီးတော့ရခင်ကခန့်မှန်းထားတဲ့ပုံမကောင်းမွန်တဲ့တိုးတက်မှုနှုန်းတွေကိုပြသလာနိုင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့အစီအရင်ခန်းစားတွေအရကမ္ဘာစီးပွားရေးဟာကုန်သွယ်မှုလမ်းကြောင်းတွေပြန်လည်ကောင်းမွန်လာခြင်း နည်းပညာရဲ့ထိုးဖောက်မှုတိုးတက်မှုတွေနဲ့အဓိကစီးပွားရေးနိုင်ငံကြီးတွေရဲ့ပြန်လည်နလန်ထူလာမှုတွေကြောင့်ပြန်လည်ဥမော့လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အထူးသဖြင့်ကမ္ဘာကုန်သတ်မှုလမ်းကြောင်းတွေပြန်လည်ပွင့်လင်းလာပြီးကုန်ပစ္စည်းတွေထောက်ပံ့ရေးကွင်းဆက်တွေပြန်လည်တည်ငြိမ်လာပြီးတော့စီးပွားရေးကိုတည်တည်တာတာအထောက်အကူပြုလာပါတယ်။ကုန်သွယ်မှုကန့်သတ်ချက်တွေကိုရှော့ရှာလိုက်တာနဲ့ဒေသတွင်းမှာကုန်သွယ်မှုသဘောတူညီချက်တွေတိုးမြင့်လာတာတွေကလည်းဈေးကွက်ကိုအကောင်းစေခဲ့ပါတယ်။ဒါအပြင် digital နည်းပညာနဲ့ ဉာဏ်ရည်တုဇီဝနည်းပညာနဲ့တန်ရှင်းတဲ့စွမ်းရည်နည်းပညာလိုမျိုးအစင့်မြင့်နည်းပညာတွေတိုးတက်လာမှုတွေကလည်းကုံထုတ်လှုပ်မှုဝန်ဆောင်မှုကဏ္ဍလေယာစိုက်ပျိုးရေးကဏ္ဍတွေကိုမြင့်တင်နိုင်ဖို့အတွက်စီးပွားရေးကိုအရှင်ယုံမြင့်တင်ပေးနိုင်မယ်လို့ဆိုပါတယ်အထူးသဖြင့်အနေနဲ့တရုတ်နဲ့အိန္ဒိယလိုဖွံ့ဖြိုးတဲ့စီးပွားရေးအင်အားကြီးနိုင်ငံကြီးတွေရဲ့စီးပွားရေးတိုးတက်မှုတွေကလည်းကမ္ဘာစီးပွားရေးတိုးတက်မှုကိုတွန်းအားပေးနေပါတယ်ဒါမှမဟုတ်ကမ္ဘာစီးပွားရေးမှာစိန်ခေါ်မှုတွေကတော့ရှိနေသေးပါပဲငွေကြေးဖောင်းပွားမှုတို့မြန်မာနေခြင်းဟာနိုင်ငံအလိုက် ွေမီပြတနာတွေနဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့ကမ္ဘာရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝဘေးအန္တရာယ်တွေကဲ့သို့သောအချက်တွေဟာစီးပွားရေးတိုးတက်မှုကိုနှောင့်နှေးစေနေတယ်လို့လည်း IMF နဲ့ကမ္ဘာဘဏ်တို့ကသတိပေးထားပါတယ်။အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းဖို့နိုင်ငံတကာအကူအညီတွေကျွေးမီတက်တာခွင့်အနေနဲ့ရည်ရှိတည်တဲ့နဲ့မူဝါဒတွေချမှတ်ဖို့လိုအပ်နေသေးပါပဲ။ကမ္ဘာစီးပွားရေးဟာပြန်လဲဥပွင့်လာပေမဲ့လည်းခိုင်မာတဲ့တည်ငြိမ်မှုရရှိဖို့ကတော့ဝေးနေပါသေးတယ်လို့သုံးသပ်နိုင်ပါတယ်။ ရေနံစင်းနှုံတည်ငြိမ်လာခြင်းနဲ့ကမ္ဘာကမ္ဘာစွမ်းအင်ဈေးကွက်ရဲ့အပြောင်းအလဲတွေကိုလည်းပြောပြပေးခြင်းပါတယ်။ပြီးခဲ့တဲ့ရက်သက်တပတ်တွေအတွင်းမှာအတက်အကျကျန်းခဲ့တဲ့ကမ္ဘာရေနံစင်းနှုံတွေဟာဒီကနေ့မှာတော့အနည်းငယ်တည်ငြိမ်လာပါတယ်။ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ OPEC Black ရဲ့ထုတ်လွှင့်မှုလျှော့ရှားရေးဆုံးဖြတ်ချက်တွေဟာကမ္ဘာရေနံဈေးကွက်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့ဈေးနှုန်းတွေကိုပုံမှန်အတိုင်းပြန်လည်ဖြစ်စီလာဖို့အတွက်အထောက်အကူပြုနေပါတယ်။ဒါအပြင်ကမ္ဘာစီးပွားရေးပြန်လည်ကောင်းမွန်လာမယ့်မျှော်လင့်ချက်တွေကိုလည်း ရေနံဝယ်လိုအောင်မြင့်တင်ပေးနိုင်ရတဲ့အတွက်ဈေးနှုန်းတွေကိုထိန်းချုပ်ပေးနေပါတယ်။ OPEC Plus အဖွဲ့ဝင်နိုင်ငံတွေဟာလွန်ခဲ့တဲ့ရက်ပိုင်းက Saudi Arabia နိုင်ငံ Riyadh မြို့မှာအရေးကြီးတဲ့အစည်းအဝေးတစ်ခုကိုကျင်းပခဲ့ပြီးတော့ရေနံဝယ်လိုအားနဲ့ရောင်းလိုအားကိုချိန်ညှိဖို့အတွက်ထုတ်လုပ်မှုပမာဏကိုထပ်မံလျှော့ချဖို့သဘောတူညီခဲ့ပါတယ်။အဲဒီဆုံးဖြတ်ချက်တွေကရေနံဈေးကွက်ကိုတည်ငြိမ်စေခဲ့ပြီးတော့ရင်းနှီးမြှုပ်နှံသူတွေအတွက်ယုံကြည်မှုပုံမှုရရှိခဲ့ပါတယ်။ဒါမှမဟုတ်လေကမ္ဘာစွမ်းအင်ဈေးကွက်မှာရေနံနဲ့မကဘဲနဲ့ တခြားစွမ်းအင်အရင်မြစ်တီရဲ့အခန်းကဏ္ဍကလည်းပုံမှုအေးပါနေပါတယ်။တဘာဝတံငွေဆိုလာစွမ်းအင်လေအားလျက်စင်းတဲ့နျူကလ িয়ার စွမ်းအင်တို့လိုပြန်လည်ပြည့်ပြည့်မြတ်စွမ်းအင်ရင်းမြစ်တီဟာကမ္ဘာစွမ်းအင်လိုအပ်ချက်ကိုပုံမှုဖြည့်ဆည်းပေးလာနိုင်ပါတယ်။အရှေ့လေပိုင်းဒေသနိုင်ငံရေးမတည်ငြိမ်မှုတွေယူကရိန်းပြည်ပခန့်နဲ့ကမ္ဘာစီးပွားရေးမတည်ကြမရေရာမှုတွေကတော့ရင်းနှံစည်းနှုန်းပေါ်မှာဆက်လက်တက်ရောက်မှုရှိနေအောင်မှာဖြစ်ပါတယ်။ဒါပြင်ရာသီဥတုပြောင်းလဲမှုတိုက်ဖြတ်ရေးအတွက်ကမ္ဘာနိုင်ငံတွေကကြောက်ဖြစ်ရုပ်ကျွန်းလောင်စာတွေ အသုံးပြုမှုကိုရှော့ရှော့ဖို့ကြိုးပမ်းတာဟာရေရှည်မှာရေနံဝယ်လို့အားအပေါ်မှာတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။စွမ်းအင်ပြောင်းလဲမှုမှာဘယ်လိုပြောင်းလဲမှုတွေထပ်ဖြစ်လာမလဲဆိုတာကိုလည်းကမ္ဘာနိုင်ငံတွေနဲ့စီးပွားရေးပညာရှင်တွေဟာအနီးကပ်စောင့်ကြည့်နေကြပြီးတော့စွမ်းအင်လုံခြုံရေးကိုဦးစားပေးလာကြပါတယ်။သိပံနဲ့ဤပညာအနာဂတ်ကိုပုံဖော်မဲ့စမ်းသက်တည်ထွင်မှုတွေနဲ့ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုတွေအကြောင်းကိုလည်းပြောပြတင်ဆက်ပေးကြပါတယ်။ AI ဤပညာရဲ့အနာဂတ်အခွင့်အလမ်းတွေစိန်ခေါ်မှုတွေနဲ့လူသားတွေရဲ့အခန့်ကဏ္ဍပြောင်းလဲခြင်းကတော့ ဉာဏ်ရည်တု AI နည်းပညာမှာဒီကနေ့ဇွန်လ22ရက်နေ့မှာတည်တာထင်ရှားလာတဲ့တိုးတက်မှုအသစ်တွေကိုထပ်မံပေါ်ပေါက်လာပါတယ်။ကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google DeepMind, Microsoft AI, Open AI နဲ့ Anthropic တို့ဟာပုံမစမ်းသပ်ပြီးတော့ထိရောက်တဲ့ AI model တွေကိုမိတ်ဆက်ခဲ့ကြပါတယ်။ဒီ model တွေဟာတဘာဝဘာသာစကားကိုနားလည်နိုင်စွမ်းမှာပုံမတိကျလာတာပုံရိပ်တွေနဲ့ဗီဒီယိုတွေကိုဖန်တီးနိုင်စွမ်းရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းသိပ္ပံနည်းကြသုတေသနတွေမှာ ကုညီနိုင်စွမ်းတီဟာအံ့ဩစရာကောင်းလောက်အောင်တိုးတက်လာတယ်လို့သိရပါတယ်။အထူးသဖြင့်ကျမကြီးကဏ္ဍမှာယောဂရှာဖွေရေးစီးပွားတည်ထွင်မှုနဲ့ကုသရေးအတွက် AI ကိုအသုံးပြုနိုင်မှုဟာလူသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုအသွင်တရံပြောင်းလဲစေမှာဖြစ်ပါတယ်။ပညာရေးကဏ္ဍမှာစိတ်ကြိုက်တင်ကြားမှုပုံစံတွေဖန်တီးပေးနိုင်မှုစက်မှုလုပ်ငန်းတွေမှာကွန်ထရိုးလုပ်မှုစွမ်းဆောင်ရည်မြင့်တင်နိုင်မှုစက်ရုပ်တွေကိုအသုံးပြုပြီးတော့အလိုလျောက်စနစ်တွေဖန်တီးနိုင်မှုစတဲ့အလားအလာအကောင်းတွေကိုများစွာရှိနေပါတယ်။ဒါမှမဟုတ်လေ AI နည်းပညာဟာတိုးတက်လာတာနဲ့အမျှ အလောက်အကိုင်ဆုံးရှုံးမှုတွေကိုယ်ရေးကူရာအချက်လက်လုံခြုံရေးနဲ့အရန်ရဲ့ကျင်းဝဲဆိုင်ရာပြဿနာတွေဥပမာအရန်ရဲ့ဆုံးဖြတ်ချချမှုတွေမှာဗတ်လိုက်မှုရှိမရှိသတင်းမှားနဲ့ပုံမှန်မဟုတ်တဲ့သတင်းတွေပြန့်ပြူမှုစတဲ့စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ရမှာဖြစ်ပါတယ်လူသားတွေအနေနဲ့ဒီနည်းပညာကိုဘယ်လိုစီမံခန့်ခွဲပြီးတော့ကောင်းမွန်စွာတာဝန်ယူမှုရှိရှိအသုံးချမလဲဆိုတာကမ္ဘာအဆင့်မူဝါဒချမှတ်မှုကျင်းဝဲဆိုင်ရာလမ်းညွှန်ချက်တွေချမှတ်ဖို့အရေးကြီးလာပါပြီဆက်လက်ပြီးတော့ရာသီဥတုပြောင်းလဲမှုလေးလာမှုများရဲ့ အရေးပေါ်သတိပေးချက်တွေနဲ့ကမ္ဘာအနာဂတ်အတွက်စူပေါင်းတုံ့ပြန်မှုတွေအကြောင်းကိုပြောပြပေးခြင်းပါတယ်။ကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့နောက်ဆုံးပေါ်လေ့လာတွေ့ရှိချက်တွေကိုကမ္ဘာထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေဥပမာ IPCC ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။သူတို့ရဲ့အစီရင်ခံစာအရကမ္ဘာအပူချိန်ဟာစက်မှုခေတ်မတိုင်ပြီကထက်1.2ဒီဂရီစင်တီဂရိတ်ကျော်မြင့်တက်လာနေပြီးတော့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှုန်းဟာလည်းရခိုင်ကထက်မြန်ဆန်လာကြောင်း ဖော်ပြထားပါတယ်။ဒါ့အပြင်မိုးလေဝသဖောက်ပြန်မှုတွေပြင်းထန်တဲ့အပူတိုင်းဖြတ်မှုတွေမုန်တိုင်းတွေနဲ့တဘာဝဘေးအန္တရာယ်တွေကိုမကြာခဏဖြစ်ပွားခြင်းတို့ဟာလေစိုးရင်ပွေရအခြေအနေတွေကိုဖော်ပြနေတယ်လို့ဆိုပါတယ်။ဥပမာအနေနဲ့အာဖရိကကအာရှနဲ့ဥရောပတိုင်းမှာရှိတဲ့အချို့ဒေသတွေမှာမကြုံဆဖို့မိုးခေါင်ရေကြားမှုတွေဖြစ်ပေါ်နေပြီးတော့မြောက်အမေရိကမှာမီးလောင်ကျွမ်းမှုတွေပုံမှန်ဖြစ်ပွားနေကြောင်းကိုလည်းဖော်ပြထားပါတယ်။သိပ္ပံပညာရှင်တွေကကမ္ဘာနိုင်ငံတွေအနေနဲ့ကာဗွန်ထုတ်လွှတ်မှုလျှော့ရှားရေးပုံမှန်ထိရောက်တဲ့မူဝါဒတွေကိုချမှတ်ဖို့နဲ့ ပြန်လည်ပြည့်ပြည့်မြတ်စွမ်းအင်တွေကိုအသုံးပြုဖို့ယင်းနေမြုပ်နှံမှုတွေတိုးမြင့်ဖို့လိုအပ်ကြောင်းထပ်မံတိုက်တွန်းထားပါတယ်။ပါရီသဘောတူညီချက်ရည်မှန်းချက်ဖြစ်တဲ့ကမ္ဘာအပူချိန်မြင့်တက်လာမှုကို1.5ဒီဂရီစင်တီဂရိတ်အောက်ထိန်းထားနိုင်ဖို့ဆိုတာလက်ရှိအခြေအနေအရအလွန်ခက်ခဲနေကြောင်းကိုလည်းသတိပေးထားပါတယ်။ကမ္ဘာအနာဂတ်အတွက်ရည်ကြီးရည်ရှံမှုတွေတောက်သုံးရေရှားပါမှုတွေစားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ကိရစနစ်ပျက်စီးမှုတွေစတဲ့ပြဿနာတွေကိုပုံမူရင်ဆိုင်ရနိုင်တယ်လို့သတိပေးထားပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာကမ္ဘာလူသားအလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့်နိုင်ငံရေးမူဝါဒတွေစီးပွားရေးဆုံးဖြတ်ချက်တွေနဲ့လူမှုအတိုင်းအဝိုင်းရဲ့နေထိုင်မှုပုံစံတွေကိုအလင်းမြန်ပြောင်းလဲပြဖို့အချိန်တန်ပြီလို့သိပ္ပံပညာရှင်တွေကအလေးအနက်တိုက်တွန်းထားပါတယ်။ဆက်လက်ပြီးတော့ပြောပြပေးချင်တာကတော့လူမှုရေးနဲ့ယဉ်ကျေးမှုလူသားချင်းစာနာမှုကျမ်းမာရေးနဲ့လူမှုရေးစိန်ခေါ်မှုတွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ကမ္ဘာဒုက္ခသည်များခန္ဓာနေတွေရဲ့ကမ္ဘာဒုက္ခသည်အကျဲ့အသင်းနဲ့တမိုင်းဝင်မြင်ကွင်းတွေဒီကနေ့ဇွန်လ20ရက်နေ့ကမ္ဘာဒုက္ခသည်များနေ့မှာကြာရောက်တဲ့ ကမ္ဘာဒုက္ခသည်များနေ့အထင်အမှန်အနေနဲ့ကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံသီးသီးမှာအခမ်းအနားတွေကိုကျင်းပခဲ့ပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းယုံကြည် UNHCR ရဲ့ထုတ်ပြန်ချက်တွေအရကမ္ဘာတဝန်းမှာအတင်းအဓမ္မရွှေ့ပြောင်းခံရသူနဲ့ဒုက္ခသည်ဥယေဟာတမိုင်းတစ်ချောင်းအမြင့်ဆုံးအထိဆက်လက်တိုးပွားနေကြောင်းဖော်ပြထားပါတယ်။လက်ရှိအချိန်မှာကမ္ဘာတဝန်းမှာဒုက္ခသည်ပေါင်းတန်120နီးပါးရှိနေပြီးတော့ဒါဟာစိုးရင်ပွဲရာအခြေအနေတစ်ခုကိုဖြစ်လာပါတယ်။ဒီခန္ဓာတွေမှာဒုက္ခသည်တွေရဲ့အခွင့်အရေးဂုံတိတ်ခါ ဘဝရဲ့ရည်တည်မှုအတွက်အသိပညာပေးတာအစအစအဝတ်ထည်စေဝါနဲ့ပညာရေးဆိုင်ရာအကူအညီတွေပေးအပ်တာတွေကိုဆောင်ရွက်ခဲ့ပါတယ်။ဒါ့အပြင်ဒုက္ခသည်တွေကိုလက်ခံထားတဲ့နိုင်ငံတွေဥပမာတူရကီ၊ဂျာမနီ၊ပါကစ္စတန်စတဲ့နိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့သူတို့ရင်ဆိုင်နေရတဲ့အစိမ်းကုန်မှုတွေကိုလည်းမိမောင်ထုတ်ပြခဲ့ပါတယ်။ဒုက္ခသည်အများစုဟာပြည်ပခါတွေဥပမာယူကရိန်း၊ဆူဒန်၊မြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးပြိုလဲမှုတွေနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်မိမိတို့နေရာကနေစွန့်ခွာထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ဒုက္ခသည်ဥယျာဉ်တိုးပွားလာနေမှုအပေါ်မှာ နိုင်ငံတကာအတိုင်းအဝန်းကဆိုရင်ပူပန်မှုတွေရှိနေပြီးတော့ရေရှည်ဖြည့်ရှင်းနိုင်မဲ့နီလန်းတွေကိုရှာဖွေနေကြပါတယ်။ဒုက္ခသည်တွေအတွက်လုံခြုံစိတ်ချရတဲ့ဘဝတစ်ခုနဲ့ဂုံတိတ်ခါရှိစွာနေထိုင်နိုင်ဖို့ကမ္ဘာနိုင်ငံများပူးပေါင်းဆောင်ရွက်ဖို့နိုင်ငံရေးပြဿနာတွေကိုငြိမ်းချမ်းစွာဖြေရှင်းဖို့ဒုက္ခသည်တွေကိုလက်ခံနိုင်စွမ်းရှိတဲ့နိုင်ငံတွေကိုပုံမပန့်ဖို့လိုအပ်ပါတယ်။ဒါပြင်ဒုက္ခသည်တွေရဲ့ပညာရေးနဲ့အလောက်အကိုင်းအခွင့်အလမ်းတွေကိုမြင့်တင်ပေးခြင်းနဲ့သူတို့ရဲ့လက်ခံတဲ့လူမှုအတိုင်းအဝန်းတွေမှာပုံမပေါင်းစည်းနိုင်အောင်ကူညီပေးဖို့လည်းရည်ကြီးပါတယ်။ ကမ္ဘာ့ကျန်းမာရေးနဲ့အနာဂတ်ယောဂါတိုက်ဖျက်ရေးအားထုတ်မှုတွေအနေနဲ့ကတော့ကမ္ဘာနိုင်ငံများပြားမှာကုသယောဂါတွေကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုအရှင်းအောင်မြင့်တင်ပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတကမ္ဘာလုံးဆိုင်ရာကာယောဂါကာကွယ်ရေးအတွက်နိုင်ငံကပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့ကာယောဂါကာကွယ်ရေးရန်ပုံငွေတွေကိုတိုးမြှင့်ဖို့နဲ့ကျန်းမာရေးဆိုင်ရာမညီမျှမှုတွေကိုလျှော့ရှားဖို့အတွက်တိုက်တွန်းထားပါတယ်။နိုင်ငံတွေအနေနဲ့ကာကွယ်ဆေးထိုးနှံမှုလှုံ့ဆော်မှုတွေဆက်လက်လှုံ့ဆော်နေပြီးတော့ယောဂါကိုတွေးရှိမှုနှုန်းကိုလျှော့ရှားနိုင်မှုကြိုးပမ်းနေကြပါတယ်။ ဒါပြင်အနာဂတ်မှာဖြစ်လာနိုင်တဲ့ကာယယောဂာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ယောဂါစောင့်ကြည့်ရေးစနစ်တွေအဆင့်မြင့်တင်တာစီဝါထုတ်လို့ရေးစွမ်းရည်တွေကိုအဆင့်မြင့်တင်တာဒေတာအလိုက်တိုးချဲ့တာနဲ့ကာယယောဂါတုံ့ပြန်မှုအစီအစဉ်တွေကိုပို့မှုခိုင်မာလာအောင်ရေးဆွဲခြင်းတို့ပြုလုပ်နေပါတယ်နိုင်ငံတကာအဆင့်မှာကာယယောဂါတုံ့ပြန်ရေးဆိုင်ရာစာချုပ်အသစ်တစ်ခုချုပ်ဆိုနိုင်ဖို့ဆွေးနွေးမှုတွေကိုလည်းပြုလုပ်နေပါတယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုအဆင့်မြင့်တင်ပြီးတော့လူတိုင်းလက်လန့်မိနိုင်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ကလည်း ကမ္ဘာနိုင်ငံတွေရဲ့အဓိကဦးစားပေးလုပ်ငန်းစဉ်တွေထဲမှာပါဝင်နေပါတယ်။အထူးသဖြင့်အနေနဲ့ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာကာယယောဂါတွေရဲ့တည်ရောက်မှုကိုရှင်းရှားနိုင်ဖို့အတွက်အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေတိုးမြှင့်ပေးဖို့လိုအပ်ပါတယ်။လူသားတိုင်းကျန်းမာပေးခွင့်စာနေထိုင်နိုင်ဖို့အတွက်ကမ္ဘာနိုင်ငံတွေပူးပေါင်းလှုပ်ဆောင်ကြရမှာဖြစ်ပြီးတော့ကျန်းမာရေးဆိုင်ရာရင်းနှီးမျှော်လင့်မှုတွေကိုရည်ရှိတည်တံ့အောင်ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ဒီကနေ့2025ခုနှစ်ဇွန်လ21ရက်နေ့မှာကမ္ဘာထိပ်တန်စေဝင်စားပွဲတရင်များကိုအကြေတဝန့်ပြည့်ပြည့်စုံစုံတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ။နောက်ဆုံးအနေနဲ့ကတော့အနာဂတ်မြုံမှန်းချက်တွေကိုဆွေးနွေးကြပါလိမ့်။ဒီကနေ့သတင်းတွေထဲမှာအရှိအလဲပိုင်းငင်းညာရေးဆွေးနွေးပွဲတွေရဲ့ကနေဦးတိုးတက်မှုနဲ့ပြန်ရှိနေတဲ့အစိန်ခေါ်မှုတွေဥရောပသမဂ္ဂရဲ့ရုရှားအပေါ်ပိတ်ဆို့မှုအစ်စ်တွေရဲ့စီးပွားရေးနဲ့နိုင်ငံရေးတက်ရောက်မှုတွေကမ္ဘာစီးပွားရေးပြန်လည်ဥမော်လာမဲ့ရည်မှန်းချက်တွေနဲ့ရေနံစည်းကွက်အခြေအနေ AI နည်းပညာရဲ့အလားအလာတွေနဲ့လူသားတွေအတွက်ကျင်းဝတ်ဆိုင်ရာစိန်ခေါ်မှုတွေရာသီဥတုပြောင်းလဲမှုရဲ့အစိုးရဝေးရာတတိပေးချက်တွေနဲ့ကမ္ဘာအနာဂတ်ပေါ်မှာတက်ရောက်မှုတွေအပါအဝင်ကမ္ဘာဒုက္ခသည်တွေရဲ့အခြေအနေနဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအရေးကြီးတဲ့အကြောင်းအရာတွေကိုအသေးစိတ်တင်ဆက်ပေးခဲ့တာပါ။ကမ္ဘာကြီးဟာအစဉ်အမြဲပြောင်းလဲနေပြီးတော့မတင်မတ်ထားတဲ့အဖြစ်အပျက်တွေလည်းအချိန်မရွေးဖြစ်ပေါ်လာနိုင်တာကိုတွေ့ရပါတယ်။ပရိပခါတွေစီးပွားရေးမတည်ငြိမ်မှုတွေနဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုကျွန်တော်တို့ရင်ဆိုင်နေရပါတယ်။ဒါမှမဟုတ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေတိတ်ပတ်နဲ့နေပညာတိုးတက်မှုတွေလူသားချင်းစာနာထောက်ထားမှုတွေနဲ့ပြည်သူတွေရဲ့စူပေါင်းအားထုတ်မှုတွေကဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်အလားအလာကောင်းနေတဲ့ကွန်လန်းတွေကိုဖန်တီးပေးနိုင်ပါတယ်။ အနာဂတ်ကိုမျှော်ကြည့်တဲ့အခါမှာကဘာကြီးဟာပုံမချိတ်ဆက်မိပြီးတော့ရှုပ်ထွေးလာနိုင်မယ်လို့မျှော်မှန်းထားရပါတယ်။ဒေသခံပြည်ပခါတွေကိုတယောက်စွာဖြည့်ရှင်းနိုင်ဖို့ဆိုတာနိုင်ငံကတန်တမာရေးရာကြိုးပမ်းမှုတွေကပုံမအေးပါလာမှာပါ။ကမ္ဘာစီးပွားရေးတည်ငြိမ်မှုနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကတော့နိုင်ငံတွေအချင်းချင်းပူးပေါင်းဆောင်ရွက်ပြီးတော့ကုန်သွယ်ရေးအတားအဆီးတွေကိုလျှော့ချဖို့နဲ့စမ်းသစ်တွေးထွင်မှုတွေကိုမြင့်တင်ဖို့လိုအပ်မှာပါ။ AI နည်းပညာတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်ပေမဲ့လည်းကျင်းဝဲဆိုင်ရာစီမင်းစည်းကမ်းတွေနဲ့လူသားဗဟုပြု ကျင့်ကပ်မှုတွေနဲ့အတူတိုးတက်လောင်းလှုပ်ဆောင်ဖို့လိုအပ်ပါလိမ့်မယ်။ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖြတ်ဖို့ဆိုတာကလည်းချက်ချင်းလည်ငင်လုံဆောင်ရမယ့်ကိစ္စရဖြစ်ပြီးတော့တကဘာလုံးဆိုင်ရာပူပေါင်းပါဝင်မှုကသာအောင်မြင်မှုကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ဒီလိုစင်ကုန်မှုတွေကြောင့်လည်းကဘာကြီးဟာပုံမကောင်းမွန်တဲ့အနာဂတ်စီကိုရွေးလျားနေတယ်လို့ယုံကြည်မျှော်လင့်နိုင်ပါတယ်။ကျွန်တော်တို့ဟာတရင်အချက်လက်တွေကိုအချိန်နဲ့တပြေးညီတိကျမှန်ကန်စွာတင်ဆက်ပေးခြင်းဖြင့်ပြည်သက်ကြီးကိုကဘာကြီးရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်စေဖို့ကူညီပေးသွားမှာပါ။ နားဆင်ပေးကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့မှာနောက်ဆုံးရသတင်းတွေနဲ့ထပ်မံထွက်ပေါ်လာတဲ့ဖြစ်ပေါ်ဒိုးတက်မှုတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါဦးမယ်အားလုံးပဲကျန်းမာပျော်ရွှင်ပါစေဗျာ